ဒါကတော့ငါ့ကိုလက်ထက်မှာမှအတူဖော်ခဲ့တဲ့ရေလောင်ကံပဲ။ဥယျာဝပြတာတော့ရေလောင်ကံရိုးစစ်နှစ်ပတ်ကြီးရှုမိပါသည်။လောင်ကံက15ပေပက်လေလောက်အကျယ်ဝန်းရှိ၍အုတ်တို့ဖြစ်တိဆောက်ထားလေသည်။အနက်ပေတော့မြည်များရှိသည်မသိ။မြေပြင်ပေါ်၌ပေါင်လင်မရှိသည့်ရှိအမြင့်ရောက်နေပြီးဓဏိမိုးထားလေသည်။ရိုးစင်ငုံကြည့်လိုက်တော့တင်းငိမ့်နေသောရေပြင်၌ကိုကိုကိုပြန်မြင်နေရသည်။ရေတို့မှကြည်လင်နေ၏။ဒါတို့တရွာလုံးရင်တောက်ရေကန်လို့ပြောရင်လည်းရတယ် မင်းကိုလမ်းမှာငါပြောလာခဲ့တဲ့တယ်လာတဲ့ရည်တွေခွဲတဲ့နဲ့လာထည့်ရတယ်ဆိုတာဒီကံပေါ့လောင်ကံခြံသီးရုတ်ခတ်ထားဒီကိုကြည်ချင်းအဖြစ်ဒီရွာအတွက်ဘလောက်ထိအရေးပါတယ်ဆိုတာခံမှန်းမိဟုတ်မှာပါရေရှားလွန်းတော့ကြေးရွာတရွာအတွက်ဤရေလောင်ကံကအတက်တမျှအရေးပါပါလိမ့်မည်ထိုးခိုက်မှာပဲဥယူဝါစီမှတက်ပြေးချတန်တစ်ချက်ကိုကြားရသည်တဆက်တဲဆိုတလို့ဘူတီလာမရှိတော့တဲ့နောက်ပိုင်းမှာဖိုးလက်ဖြူကရွာကိုတလားတီတီအုပ်ချုပ်ခဲ့တယ်လေပြီးတော့သူလဲဆုံးသွားခဲ့တယ် သူဆုံးသွားတော့ဆက်ပြီးအုပ်ချုပ်မဲ့လူကသူညီရက်ခပေါ့ဒါပေမဲ့ရက်ခကရွာကို လူကြီးလောက်ပြီးမအုပ်ချုပ်ချင်ဘူးရွာကိုအုပ်ချုပ်ဖို့ငါ့ကိုဥပြေဝကိုတာဝန်ပေးတယ်သူနဲ့သူဖွဲ့ရတော့ရွာပြင်တောင်ကုန်းပေါ်မှာတဲထိုးပြီးနေတယ်ညီရရဲ့တမိုင်းကြောင်ပဲဆိုတာသိဒီမို့ရိုးစင်ငိန်ကနားထောင်နေပြီးဒီအင်မတန်ကိုစိတ်ဝင်စားဖွယ်ကောင်းတော့အကြောင်းအရာတွေပါပဲဥယူဝရေလောင်ကန်ကိုကြောမိကဆက်ပြောသည် တာမန်လူတယောက်အနေနဲ့ရေကန်ကိုကြောမိ၍မရဥယူဝါမှာပြပူတည်မှုရေကန်အုပ်ပောင်ကိုကြောမိ၍ရသည်ဒါပေမဲ့သူတို့အဖွဲ့အတွက်တလတခါရိတ်ခါပို့ပေးရတယ်အရင်တုန်းကကိစ္စမရှိပေမဲ့မိုးခေါင်ပြီးတဲ့နောက်မှာဖက်ခဲရှိလာတယ်အဓိကကတော့ရေပြက်တနာပဲငါတို့ကိုယ်တိုင်ကသုံးမိန်ရွာကရေကိုခက်ခက်ခက်ခဲတဲယူပြီးသုံးနေရတော့သူတို့အဖွဲ့အတွက်ရေပို့မပေးနိုင်ဘူးအဲ့ဒီမှာဒုက္ခတွေ့တော့တာပဲရေလိုတိုင်းတို့ရွာစီစင်းပြီးတောင်းတော့တာဟာ ။ဦးတို့ကရောတောင်းတိုင်းပေးလိုက်တာပဲလား။ဘယ်ပေးလိုက်မလဲကွာ။ငါ့ကိုပြေးဝါနဲ့အကြီးကျယ်ကိုပြတနာဖြစ်တာပေါ့။ဒါပေမဲ့ရက်ခါကထိုးလက်ပြူတော့မကြမ်းတမ်းမရိုင်းဆိုင်ဘူးကွာ။ထိုးလက်ပြူထက်လည်းမျှော်မြင့်ញံရှိတယ်။သူကတို့ရွာကိုပညာပြိုင်ဖို့စိန်ခေါ်တယ်ကွာ။နိုင်ရင်လူတလောက်ရင်ယူမယ်။ရှောင်းရင်ရေးမယူဘူးပေါ့။ဘာပညာပြိုင်ပါလဲ။မြက်လက်။နောက်ဆုံးတော့ရက်ခါတို့အဖွဲ့ကိုကြောက်ပြီးလက်မခံခြင်းပင်ပဲလက်ခံလိုက်ရတာပေါ့ကွာ။ဒါပေမဲ့ ငါကိုကလိုတလောက်ရေကိုမပေးဘူးတခါနိုင်ရေတစီပဲပေးမယ်ပြီးတော့တလမှာနှစ်ခါပဲပြိုင်ခွင့်ရှိတယ်လို့တောင်းဆိုတယ်အဲ့လိုမှမဟုတ်ရင်အကုန်လုံးရွာပြောင်းတော့မယ်ဆိုတော့မှလက်ခံတယ်အဲ့ဒီနောက်တော့အမြဲတမ်းလိုလိုတလကိုရေနှစီရက်ခါတို့အဖွဲကိုပေးနေရတော့တာပေါ့ကွာဥယျဝါစကားတွေအများကြီးပြောလိုက်ရသည်မို့မောသွားကနှုတ်ဆက်သွားသည်သူလဲရေလောင်ကန်လေးနဲ့မိုင်းညွညွရွာလေးကိုကြည့်ရင်တပြင်းလေးလေးရှိုက်မိသည်တတော်ကိုဒုက္ခကြည့်တော့ရွာလေးပါပဲ ပြိုင်တော့ရောဦးတို့ကအမြဲတမ်းရှုံးတာပဲလားအမြဲတမ်းမဟုတ်ပေမဲ့အမြဲတမ်းလိုလိုပါပဲရွာမာကဥတီလာတင်ထားပြီးတော့တက်မြောက်ကြတာလေဥတီလာတောင်ရှုံးပါတယ်ဆိုတော့မှစကားကိုမဆက်ဖဲတဝက်တစ်ပြက်နဲ့ရက်လိုက်ပေမဲ့နားလေလိုက်ပါသည်ရိုးစစ်တိကျင်တော့မိကွန်းတစ်ခုကိုလည်းမေးလိုက်မိပြိုင်တော့ရောဦးတို့ရွာကဘသူတွေထွက်ပြိုင်လဲဒီလိုပါပဲမခံချင်သိရှိတဲ့လူတွေထွက်ပြိုင်ကြတာပေါ့ကွာများတာကတော့ငါ့ကိုပြေးွားရဲ့ငါရဲ့ ငါတို့တငယ်ချင်းဖိုးလူရဲ့မင်းကိုခုနကလိုက်ပို့ခဲ့တဲ့ဘုန်းကြီးเจ้าကဆရာတော်ရဲ့ဒီလောက်ပါပဲနားထောင်နေရင်မှပဲနားမလဲဖြစ်နေသေးတယ်မို့ဒါပေမဲ့ကျွန်တော်နားမလဲတာကဥရုကတရွာလုံးတောင်ပဲဘာလို့ရက်ကားတို့လူလျောက်ကိုကြောက်နေရတာလဲရွာကမောင်းထုတ်ပစ်လိုက်ပါလားဥယူဝကမခံကြီးမခံတာပုံစံနဲ့ဟက်ကနေတစ်ချက်ရည်သည်ပြီးတော့မချီပြုံးဖြစ်သူ့ကိုလှမ်းကြည့်ကမင်းမော်တို့ကဝေတို့စုံတို့ဆိုတာကိုကြားဘူးလားကြားဦးတယ် မချိပြုံးရမှာဥယူဝခေါင်းကိုညိန်ကယခအဲ့ဒီပညာတွေတတ်တယ်ဆိုတာကတည်ရင်ခုနမိကုန်မျိုးမင်းမေးမှမဟုတ်ဘူးသူကလည်းတခွန်းပင်ပြန်ဆိုမိသည်ဟုတ်ရဲ့လားဦးလေးရေပြောလဲပြောလက်ကလည်းဥယူဝလက်မောင်းတစ်ဖက်ကိုအမှတ်မထင်စုပ်ကင်လိုက်တော့လူကဓာတ်လိုက်တယ်လို့တုံခါသွားသည်ထင်မိပြီးတော့စိတ်ထဲမှာစကားတစ်ခွန်းကိုလည်းဆိုမိသည်သူပြောတာအမှန်တွေပဲ